အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ channel လေးကနေကြိုဆိုလိုက်ပါတယ်ဒီနေ့ဗိုလ်ရုံးနေ့ညမှာကစားကြမယ် Premier League ပွဲစဉ်တွေကိုပွဲချုပ်ခံမှန်းသုံးသက်ချက်လေးတွေပြုလုပ်ပေးမှာဖြစ်တဲ့အတွက်ကြောင့်မလို့မိတ်ဆွေအားဘောလုံးအားကစားကိုစိတ်ဝင်စားရစေလို့ရှိရင် like and subscribe လေးမလို့ရတဲ့ရင် like and subscribe လေးဥစားပထမလုပ်ပေးထားကြဖို့ချင်းညီကိုများအားလုံးကိုတောင်းဆိုပါတယ် ီနေ့ဗိုလ်ရုံးနေ့ည2နာရီမှာဆိုလို့ရှိရင်တော့အာဆင်နယ်သင်းဟာအမေရိကန်မှာဘရန်ဖို့သင်းကိုယင်ဆိုင်ရမှာပဲဖြစ်ပါတယ်ဒီပွဲစဉ်မှာဆိုလို့ရှိရင်အင်ရှင်အာဆင်နယ်သင်းဟာဘရန်ဖို့သင်းကိုဘော်ဒီပေါက်ကြီးတစ်လုံးရှုရင်60ရှုံးဆိုခြေဖွင့်ထားပြီးတော့ဘောပေါင်းစည်းက3လုံးရှုရင်90စားဆိုခြေဖွင့်ထားတာပဲဖြစ်ပါတယ် အာဆင်နယ်တင်းဟာဆိုလို့ရှိရင် ပြီးခဲ့တဲ့ပတ်ကကစားခဲ့တဲ့ချဲစီတင်းနဲ့လန်ဒန်ဒါဘီပွဲစဉ်မှာချဲစီတင်းကို10ရောက်11ရောက်နဲ့မိနစ်60တော့ကျော်အထိကစားခဲ့ရပြီပဲနိုင်ပွဲရအောင်မစွမ်းဆောင်နိုင်ခဲ့တာပဲဖြစ်ပါတယ်ဒီပွဲစဉ်မှာဆိုလို့ရှိရင်အင်ရှင်အာဆင်နယ်အသင်းတို့ဘရန်ဖို့အသင်းကိုဟတ်တူဟတ်မှာအတားရတာမှန်ပေမဲ့လည်းဘိုင်းယန်စပါချဲစီတို့ကိုဇက်တိုက်ရင်ဆိုင်ခဲ့ရတဲ့အာဆင်နယ်အသင်းတို့ပွဲပန်းနေနိုင်တာပဲဖြစ်ပါတယ် ပြားသင်းလို့ခေါ်တဲ့ brandfold သင်းအားဆိုလို့ရှိရင်လေအသင်းကြီးတွေနဲ့တွေ့လို့ရှိရင်ခြေစွမ်းပြတတ်တာဖြစ်တဲ့တော့ကြောင့်မို့လို့ဒီပွဲစဉ်မှာဂိုးပြတ်မရှုံးနိုင်တဲ့ brandfold သင်း body နဲ့ goal out ကိုပဲရွေးချယ်ပေးပါတယ်။ဒီနေ့ဘိုရုံးနေ့ညနေနာရီမှာဆိုလို့ရှိရင်တော့နောက်ထပ် premier league ပွဲစဉ်ဖြစ်ဒီရသည်မှာနိုင်မွဲတပွဲမှာမရသေးတဲ့ဝူသင်းဟာအိမ်ဝဲမှာ nottingham forest သင်းကိုရင်ဆိုင်ရမှာပဲဖြစ်ပါတယ်။ ဒီဘက်ထဲမှာဆိုလို့ရှိရင်ဝေကွန်းကလာကစားရတဲ့ Nottingham Forest အင်းဟာအင်ရှင်ဟူအင်းကို body ပေါက်ကြီး level 40ရှုံးဆိုကြီးဖွင့်ထားပြီးတော့ဂိုးပေါင်းစီကနှလုံးရွှင်50ရှုံးဆိုကြီးဖွင့်ထားတာပဲဖြစ်ပါတယ်။ရလက်ပေပြန်ကောင်းလာတဲ့ Nottingham Forest အင်းရဲ့ body ပေါက်ကြီးဟာအတော်လေးကိုပျော်ပြောင်းနေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီဘက်ဆက်မှာအင်ရှင်ဟူအင်း body ကိုပဲရွေးချယ်ပေးပါတယ်။ ဒီနေ့ညနေနေမှာဆိုလို့ရှိရင်တော့ Crystal Palace တင်းဟာတန်းစင်းဆုံး area ထဲမှာရောက်နေတဲ့ Burnley တင်းရဲ့အိမ်ဝင်းကိုတွားဝင်ဆိုင်ကစားမှာပဲဖြစ်ပါတယ်ဒီပွဲစဉ်မှာဆိုလို့ရှိရင်ဝေကွန်ကလာကတားရတဲ့ Palace တင်းဟာ Burnley တင်းကို body ပေါက်ကြီးတစ်လုံးရှုရင်90စားဆိုခြေပွန်ထားပြီးတော့ဂိုးပေါင်းစည်းကနှလုံးရှုရင်80ရှုံးဆိုခြေပွန်ထားတာပဲဖြစ်ပါတယ် ဒီဘက်မှာဆိုလို့ရှိရင်အင်ရှင်ဘန်လီသင်းဟာအိမ်ဝင်ကစားပုံမစိုးပြီးတော့ခန်းစည်ကစားပုံကောင်းမွန်တာမှန်ပေမဲ့လည်းသူတို့ထက်အဆဆရရသားတဲ့ပဲလီသင်းကိုတော့တေးကစားဖို့လို့ခင်းရင်မှာပဲဖြစ်ပါတယ်ကျွန်တော်ကတော့ဒီဘက်မှာလည်းအဝေးဝန်းဖြစ်ပေမဲ့လည်းပဲလီသင်းဘော်ဒီကိုပဲရွေးချယ်ပေးပါတယ် ဒီနေ့ဗိုလ်ရုံးနေ့ည2နာရီမှာဆိုလို့ရှိရင်တော့ Brighton သင်းဟာအင်္ဂလန်မှာရလက်တွေကောင်းလာတဲ့ Villa သင်းကိုယင်ဆိုင်ရမှာပဲဖြစ်ပါတယ်။ဒီပွဲသင်းမှာဆိုလို့ရှိရင် Ancient Brighton သင်းဟာ Aston Villa သင်းကို Body ပေါက်ကြီး level 80ရှုံးစုကြီးပြန်ဖွင့်လှစ်ထားတာပဲဖြစ်ပါတယ်။ဒီပွဲသမှာဆိုလို့ရှိရင်နောက်ဆုံး၅ဝဲဆက်တိုက်အနိုင်ရရှိထားတဲ့ Villa သင်းကို Brighton သင်းရဲ့ body J အနေတားဟာနည်းငယ်တော့ပြင်းရှနေတာပဲဖြစ်ပါတယ်။ပုံစံကောင်းရနေတဲ့ Villa သင်းကိုအိမ်ဝင်းမှာ Brighton သင်းတို့အနိုင်ကစားမယ်လို့ခန့်မှန်း ပေးခြင်းပြီးတော့ဒီပွဲစဉ်မှာကျွန်တော်ကတော့ Brighton အသင်း body ကိုပဲရွေးချယ်ပေးပါတယ်။ဒီနေ့ဗိုလ်ရုံးနေ့ည9:45မှာဆိုလို့ရှိရင်တော့ Chelsea တင်းဟာ Leeds တင်းရဲ့အိမ်ဝင်ကိုတော်ဝင်ဆိုင်ကစားမှာပဲဖြစ်ပါတယ်။ Chelsea တင်းဟာဆိုလို့ရှိရင် Premier League ပွဲစဉ်73မှာ Arsenal အသင်းနဲ့ London Derby ပွဲစဉ်မှာဆိုလို့ရှိရင် Kai City တို့ဒိုင်းရိုက်အနီးကနေထုတ်ပယ်ခံခဲ့ရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီပွဲစဉ်ကိုလွဲချော်မှာပဲဖြစ်ပါတယ်။ ဒီပွဲစမှာဆိုလို့ရှိရင်ဝေဝင်းကလာခဲ့ရတဲ့ Chelsea တင်းဟာအင်ရှင်လီတင်းကို body ပေါက်ကျစ်တလုံးရွှေ့ရင်90စားဆိုချေးပွင့်ထားတာပဲဖြစ်ပါတယ်။ဂိုးပေါင်းစည်းနေထားကိုကြည့်မယ်ဆိုလို့ရှိရင်တော့ဒီပွဲစမှာဂိုးပေါင်းစည်းဟာ3လုံးရွှေ့ရင်80စားဆိုပြီးချေးပွင့်လက်ထားတာပဲဖြစ်ပါတယ်။ Chelsea တင်းဟာဆိုလို့ရှိရင် Arsenal တင်းနဲ့ပွဲစမှာတယောက်ထုတ်ခံခဲ့ရပေမဲ့လည်းအနိုင်ရလူနီးပါးကစားနိုင်ခဲ့တာပဲဖြစ်ပါတယ်။ဒီပွဲစမှာကိုင်စီတို့မပါဝင်နိုင်ခဲ့ပေမဲ့လည်း ဆန်တိုရိုလိုကသမားတွေရှိနေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့အဝေးကွင်းမှာလည်းနိုင်ပွဲဆက်အောင်မှာပဲဖြစ်ပါတယ်ဒီဘက်ကမှအမားမခံတဲ့ကစားလာမဲ့ချဲစီသင်းဘော်ဒီကိုပဲရွေးချယ်ပေးပါတယ်ဒီနေ့ဗိုလ်ရုံးလေးည2:45မှာဆိုလို့ရှိရင်တော့ပြီးခဲ့တဲ့ဘက်ကဝဟန်းသင်းကိုနိုင်ပြီးတော့နိုင်ပွဲပြန်ရခဲ့တဲ့လဘာဘူးသင်းဟာအန်ဖီကွင်းကြီးမှာဆန်ဒါလန်သင်းကိုရင်ဆိုင်ရမှာပဲဖြစ်ပါတယ်။ဆန်ဒါလန်သင်းဟာဆိုလို့ရှိရင်ဒီအသည်မှာပရီးမီးယားလိဂ်ကိုတန်းပြန်တက်လာတာမှန်ပေမဲ့လည်းခြေစွာနေပြီးတော့လဘာဘူးသင်းရဲ့အထက်မှာတောင်ရောက်ရှိနေတာပဲဖြစ်ပါတယ်။ ဒီပွဲစဉ်ရဲ့ဘူဂီပေါက်ကျင်းနေထားကိုကြည့်မယ်ဆိုလို့ရှိရင်အင်ရှင်လဘာဘူးတင်းဟာဆန်နလန်တင်းကိုတလုံးရှုရင်80ရှုံးဆိုဘော်ဒီကျေးပေါက်နေပြီးတော့ဂိုးပေါင်းစစ်က3လုံးသေးဆိုပြီးကျေးပွန့်ထားတာပဲဖြစ်ပါတယ်။ဒီဟာဒီမှာပုံစံကောင်းရနေတဲ့ဆန်နလန်တင်းကိုလဘာဘူးတင်းရဲ့ဘော်ဒီပေါက်ကျင်းဟာပုံမှန်ထက်ပြင်းရှနေတာပဲဖြစ်ပါတယ်။ ခြေစမ်းရဆိုလို့ရှိရင်လဘာဘူးသင်းကိုယုံကျင်စရာမကောင်းပေမဲ့လည်းပေါက်ကျင်းနေထားရကြည့်မယ်ဆိုလို့ရှိရင်လဘာဘူးသင်းတို့အနိုင်သေးချာနေလို့ဒါဒီလိုမျိုးပေါက်ကျင်းပြင်းရှာနေတာပဲဖြစ်ပါတယ်ကျွန်တော်ကတော့ဒီပွဲစဉ်မှာဘူကီရီဘက်ကနေထိုင်နေပြီးတော့အင်ရှင်လဘာဘူးသင်းဘော်ဒီကိုပဲရေးချဲ့ပေးပါတယ်ဒါလေးကတော့ဒီနေ့ဗုဒ္ဓဦးနေ့ညမှာကစားကြမယ်ပရီးမီးယားလိပွဲစဉ်တွေကိုပွဲကြွေသုံးသက်ချက်လေးပြုလုပ်ပေးထားတာပဲဖြစ်ပါတယ်မိတ်ဆွေတို့အကြိုက်တူရင်ဆော့လို့ရပြီးအကြိုက်မတူရင်ဘက်ကန်လို့ရပါတယ် ဆုံးထိကြည့်ပေးကြတဲ့ညီကိုတွေတူးတယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးများအပ်တင်ပါတယ်အားလုံးအပေါင်းပြတ်ကြပါစေဗျာ